မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့ကထီဖွင့်ပါပြီရှင်။မိဘပြည်သူများထီထိုးထားပါရဲ့လား။ထီပေါက်ကြပါရဲ့လားရှင်။ကျမကတော့အခုချိန်ဒီသတင်းတက်ဆက်တဲ့ချိန်ပေါ့နော်။ထီပေါက်မပေါက်မသိရသေးပါဘူးရှင်။ဘာကြောင့်လဲဆိုတော့ကျမအောင်ပါလေး application ကနေထိုးတာဆိုတော့လေ။အဲသူ့ထီပေါက်ဆင်ရနဲ့နောက်ကြတယ်ပေါ့ရှင်။ဒီတော့ထီပေါက်မပေါက်မဖြစ်ကြမှာသိရမှာပေါ့။သိရတဲ့အခါကျမိဘပြည်သူများကျမပြုတ်ပြပါမယ်။ဒီနေ့မှဆိုရင်3000စုကြီးကိုပေါက်သွားတဲ့ကဏန်းလေးပေါ့နော်။ စလိန်1403.1ဆိုပြီးတော့သိရပါတယ်။ပေါက်သွားတဲ့မြန်မာနိုင်ငံသားဘသူပဲမဆိုဘောနော်။ဝမ်းသာကုန်ယူပါတယ်ရှင့်။ဒါပြင်ကျွန်မဒီနေ့မှာစကားလေးနည်းနည်းလေးပြောချင်ပါတယ်။ထီထိုးကြတဲ့အခါမှာဘောနော်။ထီပေါက်တဲ့သူကနဲမှာပါ။ထီမပေါက်တဲ့သူကပိုများပါလိမ့်မယ်ရှင့်။ဒီတော့ကျမတို့ကမေခွန်ရှိလာတာပေါ့နော်။ဘာကြောင့်ထီထိုးတာချင်းအတူတူထီမပေါက်ရတာလဲဆိုတဲ့မေခွန်လေးပေါ့နော်။ကိုယ့်အကူလည်းပြန်မေးမိတယ်။သူများတွေလည်းအခါကျရင်မေးမိတယ်ပေါ့။အခါကျတော့ကျမတို့အနေနဲ့ဘာသာရေးရှုထောင့်လေးနဲ့ ယုတ်တိရှိတဲ့အကြောင်းတရားလေးပေါ့နော်ဒါလေးကိုကျွန်မပြောပြချင်ပါတယ်။ဘာသာရေးမြင်ရဆိုရင်တော့ကျမတို့ဒီလိုမျိုးဒီကာလမှာပေါ့နော်ဒီယခုဘဝမှာပေါ့ငွေဒီလိုမျိုးအထုတ်လိုက်ထည့်လိုက်ရရှိရဲခွန်းလန်းကောင်းနေအများကြီးပေါ့နော်သူမတူတဲ့အရာတွေပေါ့နော်ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကြောင့်မဟုတ်ပဲနဲ့အဲ့လိုကံတရားနေပေးတဲ့အစုလိုက်ပြုံလိုက်ရရှိတဲ့ငွေကြေးမျိုးတွေပေါ့။ဒါမျိုးတွေရရှိရဲဆိုတာကျမတို့အရှိရှိဘဝတုန်းကဒီလိုအစုလိုက်ပြုံလိုက်ရရှိနိုင်တဲ့ကံတရားကောင်းတွေကိုဖန်တီးခဲ့တဲ့အတွက်ပါပဲ။ ဒါကြောင့်မိဘပြည်သူများအနေနဲ့ပေါ့နော်အခုချိန်ထိထိမပေါက်သေးဘူးဆိုရင်စိတ်ထဲမှာတခုမှတ်ထားရမယ်ငါတို့အရင်ဘွားတော့ကသိန်း9000တိပေါက်နိုင်တဲ့အထိသိန်း9000တန်ဖိုးရှိတဲ့အလှဒါနမျိုးလုတ်ဖို့မေ့ခဲ့တယ်နဲ့တူတယ်ဆိုပြီးတော့တွက်လို့ရပါတယ်ကျမလည်းအလိုပဲအများနဲ့တွက်ပါတယ်ဒါကြောင့်ဒီဘွားမှာသိန်း9000တန်တဲ့ကုသိုလ်တရားတွေနေ့စဉ်နေ့တိုင်းစုဆောင်းမှာလှုပ်ဆောင်မှာလို့တိုက်တွန်းခြင်းပါတယ်လောကကြီးမှာသဘာဝတရားကြီးရရွှေ့ရှင့်ပါတယ်ကိုပေးတဲ့လောက်ပြန်ရပါတယ်ရှင့်ဒါကြောင့် အရင်တုန်းကဖြစ်ခဲ့တဲ့အရာတွေနောင်ဘဝတွေကကျမတို့တော့ကဒါတဘာသာရေးကြောက်တာကျမတို့ခါကြမ်းသိရတာပေါ့နော်ကျမတို့မမြင်နိုင်တဲ့အရာတွေပေါ့ရှင်မြင်နိုင်တဲ့အခုဘဝလက်တွေ့ဘဝမှာပေးနိုင်အောင်ကြိုးစားပါကိုပေးတဲ့အရာလေးတွေကလည်းဖြူစင်ပါစေမေတ္တာတရားရှိပါစေကောင်းစီလိုတဲ့စိတ်စေတနာတွေပါပါစေဒါဆိုရင်တော့ကျမတို့ဘဝမှာလည်းမထင်မှတ်တဲ့အချိန်တွေမှာထိပေါက်တာပဲဖြစ်ဖြစ်အမွေရတာပဲဖြစ်ဖြစ်ပေါ့နော်အကျိုးအကြောင်းတစ်ခုခုကြောင့်ကိုဘဝအစဉ်ပြေစေမဲ့ငွေကြေးတွေအခွင့်အလမ်းတွေရရှိလာပါလိမ့်မယ် ဒီချက်လေးကတော့ထီမပေါက်လို့ပေါ့နော်ခုချိန်မှာစိတ်တက်ကြနေရမိဘပြည်သူများအတွက်ကျမရဲ့ခွန်အားဖြစ်စေတဲ့စကားလေးတစ်ခုလိုပဲသတ်မှတ်ပေးပါနောက်လာနေမှာဘယ်သူတွေထီပေါက်မလဲဆိုတာကိုလည်းကျမတို့ရှင်ခုံစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေပါတယ်ရှင့်ဒီနေ့မှာကျမပထမအောင်ဆုံးပေါ့နော်တင်ဆက်ပေးရမယ့်သတင်းလေးကအခုဆိုရင်မဲစင်းရင်တွေအုတ်ချွေမှုရုံးနေမှာကတ်ထားပါပြီ။ဒါပေမဲ့သွားရောက်ကြည့်ရှုရတဲ့သူကယနေ့ချိန်ထိကိုအင်မတန်နှဲပါနေတာကိုမြင်တွေ့ရပါတယ်။ ဒီကြောင်လည်းသတင်းဌာနတွေမှာတင်ထားကြတာမိဘပြည်သူများတွေ့မှာပါရွက်ကွက်ထဲမှာမဲဆင်းသွားကြည့်ရတဲ့နှဲပါနေတဲ့အခြေအနေတခုပေါ့နော်ဒီအခြေအနေဟာဆိုရင်လက်ကားဖြစ်ပေါ်လာတာမဟုတ်ပါဘူးရှင့်အမှအကြောင်းရင်းတရားတွေရှိပါတယ်အဲ့ဒီအကြောင်းရင်းတရားလေးတွေကိုကျွန်မဒီနေ့သတင်းတင်ဆက်မှုလေးမှာဖော်ထုတ်ပြီးတော့တင်ဆက်ချင်ပါတယ်ရှင့်ရွက်ကွက်ဝင်နေတဲ့အခါမှာမဲဆင်းကတ်တယ်ဆိုတာကအာမန်ကိစ္စတခုပါပဲပြည်သူတွေကမဲဆင်းကိုသွားကြည့်ရပါတယ်အဲ့ဒီမှာမှားဝေးမှုရှိရယ်ဆိုရင်ပြင်ဆင်ရပါတယ်ရှင့် ီတော့မဲဆင်းကိုခုချိန်ထိပေါ့နော်ကြည့်ရှုသူနဲနေသေးတယ်ဆိုတာကအကြောင်းရင်းတရားတွေအများကြီးကြောင့်ဖြစ်နိုင်ပါတယ်။နံပါတ်1အကြောင်းရင်းကတော့မအားလက်သေးတဲ့အတွက်သွားမကြည့်ကြသေးတာပါ။စာရွက်လေးကတ်ထားရဖြစ်တဲ့အတွက်ခုကပိတ်ရက်မရောက်သေးတော့လေလူတွေယုံသွားယုံလာနဲ့ကလေးဆိုလည်းအခုဒီတချို့ကလေးဆောင်ဝဲဖြည့်နေရတာပေါ့နော်အလဲတန်းအထက်တန်းနေဆောင်ဝဲဖြည့်နေရတာဆိုတဲ့အခါကျတော့မိဘတွေလည်းမအားလို့သွားမကြည့်နိုင်တဲ့အခြေအနေတစ်ခုကြောင့်မကြည့်နိုင်တာပိတ်ရက်ဆိုရင်တော့လူတွေသွားကြည့်ရတဲ့ကိစ္စတွေဖြစ်ဖြစ်လာမှာပါဒါအကြောင်းရင်းတစ်ချက်ပါနောက်ထပ်တစ်ချက်ကျတော့ ဒီနေ့မှာပဲမြောက်ကလာမှာရှိတဲ့အုပ်ချုပ်ရေးမှူးရုံးတစ်ခုမှာပေါက်ကွဲဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်ဒီဖြစ်စဉ်ကိုကျူးလွန်တဲ့အဖွဲ့ကတော့ရန်ကုန်အာမီဆိုတဲ့အဖွဲ့ဖြစ်ပါတယ်ရှင့်သူတို့ကိုယ်တိုင်လည်းဒီဖြစ်စဉ်ကိုသူတို့ကျူးလွန်ခဲ့တယ်ဆိုတာကိုတရားဝင်ထုတ်ပြောထားပါတယ်အဓိကကတော့သူတို့ရဲ့ထုတ်ပြန်ချက်ကပေါ့နော်စစ်ကောင်စီရတဲ့ရွေးကောက်ပွဲအတွက်လုံဆောင်နေတဲ့အတွက်ဒီရုံးကိုသူတို့ကဖောက်ခွဲပြီးတော့ဖျက်ဆီးရပါတယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်အကြောင်းပြချက်ကောင်းပေးထားတာပေါ့ရှင့်သူတို့ကအစတည်းကရွေးကောက်ပွဲကိုဖျက်ဆီးမယ်နှောက်ရှက်မယ်ဆိုပြီးကြေညာထားပြီးသားပေါ့နော်အဲ့တော့ အခုချိန်မှာဆိုရင်တို့ရဲ့ပြစ်မှတ်ကမဲစင်းရင်စပြီးတော့ကတ်တဲ့နေရာကနေစတဲ့သဘောတရားပါပဲရွေးကောက်ပွဲတစ်ခုလုံးဖြည့်ဆည်းမယ်လို့တရားဝင်ကြေညာထားပြီးသား PDF အကြံပတ်အဖွဲ့ကတော့လုံဆောင်စရာရှိတာတွေကိုနေမအားညမနာလုံဆောင်တော့မှာဖြစ်ပါတယ်အခုပြည်သူတွေကဆိုရင်ဒီလိုမျိုးဘုံဖောက်ခွဲတဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်မဲစင်းရင်လာကြည့်ဖို့အတွက်ပုံမူပြီးတော့တွန်းဆောက်သွားကြမှာပါဒါအပြင်မဲစင်းလာကြည့်ရဲ့ပြည်သူတွေဟာအကြမ်းမတ်သမားတွေဖောက်ခွဲတိုက်ခိုက်တဲ့အချိန်နဲ့ကြုံကြိုက်လို့ရှိရင်လည်း အနေရအချို့ဖြစ်သွားနိုင်ပါသေးရဲ့ဒါကြောင့်ကျမတို့အနေနဲ့ကပြည်သူလူထုကိုပေါ့နော်မဲစင်နေသွားကြည့်ကြပါဆိုပြီးတိုက်တော့တိုက်တွန်းတယ်ဆိုပေမဲ့နေ့စဉ်နေ့တိုင်းသတိပေးဖို့မယမကသွားကြည့်ခိုင်းဖို့ပေါ့နော်အဲ့လိုတိုက်တွန်းဖို့အထီးကြတော့လေကျမတို့မှာတော်တော်ဘေးကျန်နံချက်ဖြစ်ပြီးတော့စဉ်းစားခတ်ပါတယ်ဒီကောင်နေလုံနေတာအုတ်ချွေမှုယုံနေကိုဒီလိုမျိုးတိုက်ခိုက်မှုတွေလုံနေတော့မတော်တဆများပြည်သူတွေသွားကြည့်ရင်နဲ့ကြုံကြိုက်လို့ထိခိုက်မိသွားလို့ရှင်ဘယ်လိုလုပ်မလဲရှင်ဒီချက်ကတော်တော်ခေါင်းခဲเสียကိစ္စတစ်ခုပါပဲ ုံကျွေးမှာတာဝန်ရှိတဲ့သူတွေအနေနဲ့မဲဆင်းကတ်တဲ့အခြေအနေကနေစပြီးတော့ရွေးကောက်ပွဲတစ်ခုလုံးကိုစောင့်ရှောက်ရတော့မှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာပါဝင်တဲ့ပုတ်လူပုတ်ကိုယ်လေးပေါ့နော်နိုင်ငံရေးပါတီစောင့်ရှောက်အောင်မယ်ဆိုတာကတော့နိုင်ငံတော်မှာဒါတာဝန်ကခွဲဝေပြီးသားပဲဆိုပေမဲ့မဲလာပေးတဲ့ပြည်သူတွေကိုလည်းစောင့်ရှောက်ဖို့ဟာလုံကျွေးမှာတာဝန်ရှိပါတယ်။လုံကျွေးတာဝန်ရှိတဲ့သူတွေလောက်ရမယ်လို့ပေါ့နော်။မဲပေးတဲ့သူတွေကိုမေ့ထားလို့မရပါဘူး။အခုမဲဆင်းကြည့်ရဲ့ကိစ္စကအစဖောက်ခွဲမှုတွေစလုပ်နေတဲ့အတွက်လူတွေဟာကြောက်လန့်နေတယ်၊တုန်လှုပ်နေတယ်၊အချို့မသွားရဲဘူး။ လာမကြည့်ဖြစ်ဘူးမစစ်ဆေးဖြစ်ဘူးဆိုရင်မှားယွင်းမှုတွေဟာရွေးကောက်ပွဲအတွက်မကောင်းပါအောင်ရှင့်ဒီချက်လေးကကျမတို့လက်တလောပေါ့နော်အရေးကြီးဖြည့်ရှင်းတဲ့အချက်ဖြစ်တဲ့အတွက်ကျမတင်ဆက်ပေးတာဖြစ်ပါတယ်ရွေးကောက်ပွဲကနဦးပထမပိုင်းကျင်းပမယ်မြို့နယ်တွေမှာရှိနေနိုင်တဲ့အကြံပတ်သမားတွေအားလုံးကိုဒီချိန်မှာတရရချံကြဖွေဖန်းစည်းပြီးတော့ထိမ့်သိမ်းတာမျိုးလုပ်တင်ပါပြီရှင့်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ရွေးကောက်ပွဲဟာနှီးမျိုးစုံနဲ့ဖြည့်ဆည်းခံရပါလိမ့်မယ်ထိခိုက်သိကျမှုတွေလည်းကြုံတွေ့ရပါလိမ့်မယ်ရှင့် ရွေးကောက်ပွဲအောင်မြင်ခြင်းနဲ့ဆိုရင်တော့ရွေးကောက်ပွဲပါဝင်တဲ့သူတွေအားလုံးအပြင်မဲဆန္ဒရှင်တွေရဲ့လုံခြုံရေးဥပဒေခရီးဆိုင်မှာဖြစ်ပါတယ်။ဒါလေးကအရေးကြီးလို့ကျွန်မသတင်းသုံးသပ်ချက်လေးအနေနဲ့ထည့်သွင်းပြီးတော့တင်ဆက်လိုက်ပေးရစီရှင်။မိဘပြည်သူများရှင်ကျွန်မဆက်လက်တင်ဆက်ပေးရမယ့်သတင်းလေးကဝန်တာကြာသတင်းလေးဖြစ်ပါတယ်။ကျွန်မနိုင်ငံမှာဆိုရင်မနေ့ကပေါ့နော်စက်တင်ဘာလ30ရက်နေ့ကစာထုတ်လိုက်ပါတယ်။ဘန်နာရေးနဲ့အခွန်ဝင်ရေးဌာနကစာထုတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီစာလေးမှာပါတဲ့အကြောင်းအရာလေးကနိုင်ငံတော်အတွင်း နိုင်ငံတော်တာဝန်ကိုထမ်းဆောင်လျက်ရှိတဲ့နိုင်ငံဝန်ထမ်းတွေအငိမ့်စားဝန်ထမ်းတွေအတွက်အပိုထောက်ပံ့ခြင်းထပ်မံခန်းစားခွင့်ပြုခြင်းဆိုတဲ့စာလေးဖြစ်ပါရဲ့ရှင်။အမတန်မင်္ဂလာရှိတဲ့စာလေးလို့ပဲကျွန်မပြောရပါတော့မယ်။အဲ့ဒီစာထဲမှာဆိုရင်အပိုင်းလေးခွဲပြီးတော့ပြောပြထားပါတယ်။ကျွန်မအနေနဲ့ရိုးရှင်းစွာတင်ဆက်ပေးရမယ်ဆိုရင်ဝန်ထမ်းတွေပေါ့နော်။နိုင်ငံတော်အတွင်းနိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့နိုင်ငံဝန်ထမ်းတွေအရဆိုရင်အပိုထောက်ပံ့ခြင်းဖြစ်နေ၃000တိတိတိုးပေးလိုက်ပါပြီ။ အခုလိုတိုးတာကဒါက3ချိန်မြောက်ဖြစ်ပါတယ်ပထမဆုံးချိန်က2023တော့တိုးပြီးတယ်2024တော့1ချိန်တိုးတယ်အခု2ချိန်တိုးတယ်ဒါကြောင့်2023နဲ့2025အထိအဖို့ထောက်ပံ့ကြီးဟာ6000တိတိတိုးပေးခဲ့ပြီးဖြစ်ပါတယ်ရှင့်ဒါအပြင်တက်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့ကြီးကြီးလေးပေါ့နော်တက်မတော်သားတွေအတွက်အပိုထောက်ပံ့ကြီးရလဲ3000တိတိတိုးပေးထားပါတယ်။ဒါဟာလဲထုံနီး၎င်းမှာပဲ3ချိန်မြောက်တိုးတာဖြစ်ပါတယ်။နောက်ထပ်အမျိုးအစားတစ်ခုကတော့နေစားလုပ်တဲ့ဝန်ထမ်းတွေပေါ့နော်နေစားဝန်ထမ်းတွေနဲ့နေစားလုပ်သမားတွေအတွက်ကလည်းထောက်ပံ့ကြီး တိုးမြင်ပေးထားပါတယ်တရက်လောက်ခလာစာပေါ့နော်အဲ့ဒါကတော့တထောင်တိုးပေးထားပါရဲ့ရှင့်အဲ့တထောင်တိုးတာကလည်းဒါ၃ချိန်မြောက်တိုးတာဖြစ်ပါတယ်ဒါကြောင့်ငကိုလောက်ခလာစာ၄ရက်၈ရက်ကနေပြီးတော့၃ချိန်တိုးတဲ့အခါမှာ၃ထောင်တိုးသားတဲ့အတွက်အခုနောက်ဆုံးပေါ့နော်တရက်လောက်က8800ကျပ်ဖြစ်သွားခဲ့ပါပြီရှင့်နောက်ဆုံးရပိုင်권ရှိတဲ့အမျိုးအစားကတော့အငိမ့်စားဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်။အငိမ့်စားဝန်ထမ်းတွေအတွက်ကတော့အပိုထောက်ပံ့ခြင်း3000တတီဒိုးပေးခဲ့ပါတယ်ရှင်။ကျမအနေနဲ့အခုပြောပြတာကတော့သတင်းကောင်းလေးပေါ့နော်။နိုင်ငံဝန်ထမ်းတွေအတွက်ဝမ်းသာစရာသတင်းကောင်းလေးပါ။ လာစာတိုးတော့မဟုတ်ပါအောင်ရှင်အပိုထောက်ပံ့ကြီးတိုးပေးလိုက်တာဖြစ်ပါတယ်ဒီသတင်းလေးကိုအချုပ်မိပါပြည်သူတွေလည်းသိရှိလောက်ပြီးပါပြီဒါပြင်ဟိုနောက်ထပ်သိနေမဲ့တယောက်လည်းရှိပါသေးရဲ့အဲ့ဒီလူကတော့ကုံစေးတုံးဖြစ်ပါတယ်ရှင်သူကကျမတို့ကိုအမြဲတမ်းလာစာတိုးလာဘာတွေတိုးလဲဆိုအမြဲတမ်းစောင့်ကြည့်နေရသူဖြစ်ပါတယ်ဒီတော့ကုံစေးနှုတ်လည်းကျမတို့ပြန်ပြီးတော့စောင့်ကြည့်ရပါမယ်သူကကျမတို့ကိုစောင့်ကြည့်သွားပြီဆိုတဲ့အခါမှာပေါ့နော်လာစာတိုးတော့မဟုတ်ဘူးထောက်ပံ့ကြီးတိုးတာပဲဆိုဆိုဒါဟာလူတယောက်ရဲ့ရပိုင်ဝင်တိုးတက်သွားတာဝန်ထမ်းတယောက်ရပိုင်ဝင်တိုးတက်သွားတာ တော့ကုံစင်းတော့ဟူတည်မေတ္တာစေတနာကျမတို့ပေါ်မရှိဘူးဝန်ထမ်းတယောက်ရပိုင်ခွင့်တိုးသွားပြီရတဲ့ငွေကြေးတိုးသွားပြီဆိုသူကလည်းအဲ့ဒီပတ်စံကသူ့အိတ်ကတ်ထဲရောက်လာဖို့အတွက်ကို तू ကနီလန်းပေါင်းစုံနဲ့ဂျန်စီတက်တယ်တော်တော်အကျဉ်းသားတရားကင်းမဲ့တဲ့တတော်ဝါပါပဲရှင်ကုံစင်းတော့ဆိုတဲ့မျိုးကလေဒီတတော်ဝါကိုချုပ်ကင်ပြီးတော့စီးပွားရေးလောက်ကင်နေတဲ့သူတွေလည်းရှိတာဆိုတော့လေအဲ့ဒီဒဏ်တွေကိုခံရမှာတော့ကျမစိုးရိမ်ပါတယ်ခုချိန်ကြီးတော့ပြောင်းလဲထားတာမရှိသေးဘူးဆိုပေမဲ့ ဒီသတင်းကိုကုံစိန်းတော့ကလည်းကြားပြီးလောက်ပါပြီဒီအတွက် तू ကကြိုးတင်ပြင်ဆင်မှုတွေလုပ်အောင်လုပ်နေနိုင်တယ်ရှင့်ဒါကြောင့်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကလည်းမြန်မာနိုင်ငံမှာပေါ့နော်တခုခုတိုးပေးလိုက်တိုင်းနောက်ဆုံးဘာမှမဟုတ်တဲ့အမှတ်တရအနေနဲ့ထုတ်တဲ့ငွေ2000ပေါ့နော်ငွေ2000ထုတ်တဲ့ကိစ္စမှာတော့မကုံစိန်းတော့ကခုန်တက်သွားတာဒီလိုကိစ္စမျိုးမှာခုန်တက်ဖို့အစင်းစင်းစောင့်နေမှာပါဒီတော့ခုံတက်လာတာနဲ့ရိုက်ချနိုင်မှုတော့ကနိုင်ငံတော်မှာတာဝန်ရှိရသူတွေလောက်ဆောင်ရမယ့်ကိစ္စသားဖြစ်ပါတယ်။ပြည်သူတွေတတ်တာချောင်ချီဖို့အတွက်နိုင်ငံတော်က နိုင်ငံဝန်ထမ်းတွေကိုပို့ထောက်ပံ့ကြီးတိုးပေးလိုက်တာပါ။ဒါပေမဲ့ပုံမိုတတ်တာချောင်းကြည့်လာခြင်းမရှိဘဲနဲ့ပုံမိုခက်ခဲသွားမယ်ဆိုရင်နိုင်ငံတော်မှလည်းတောင်းအောင်မကဲမအောင်ရှက်။နိုင်ငံတော်ရဲ့စေတနာကအဟောတိကံဖြစ်သွားမှာစိုးလို့ပါ။ကုံစိမ့်တော့ကနိုင်ငံတော်ကနိုင်ငံသူနိုင်ငံသားတွေနဲ့နိုင်ငံဝန်ထမ်းတွေပေါ်ထားတဲ့စေတနာကိုအဟောတိကံဖြစ်အောင်လို့စူးစားဆောင်ရွက်ဖို့အစဉ်အသင့်ဖြစ်နေပါတယ်။ဒါ3ပြုဆင်ခြင်ပြီးတော့ကုံစိမ့်နှုံးလေးကိုလည်းစောင့်ကြည့်ကြပါ။ဈေးတွေကတရရိတ်နဲ့မတရားတက်လာတယ်ဆိုရင်တော့လှုပ်ဆရာရှိရရင်လှုပ်ဖို့အတွက်ကို စီဝိုင်းဘက်မှာကျွမ်းကျင်တဲ့သူတွေအနေနဲ့ပညာရှင်တွေတိုင်ပင်ပြီးတော့စူးစမ်းဆောင်ရွက်ပေးကြပါလို့ကျွန်မမိဘပြည်သူများအားလုံးကိုစောင့်တိုင်တွန်းလိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျွန်မဆက်လက်တက်ဆက်ပေးရမှာတော့ကြောင်မင်းမြို့ရဲ့အခြေအနေလေးဖြစ်ပါတယ်။ကြောင်မင်းမြို့ကိုမြန်မာတပ်မတော်ဟာဆိုရင်ရရှိသွားခဲ့ပါပြီရှင်။ဒါမှစိတ်မကောင်းစရာကကြောင်မင်းမြို့ကြီးဟာမီးဟုံဟုံတောက်နေခဲ့ပါတယ်။ဒီပြည့်စင်လေးကိုကျွန်မဒီနေ့မှရှုထောက်ပေါင်းစောင့်နေတင်ဆက်ပေးခြင်းပါတယ်။ TNL ရာဆိုရင်ကြောင်မင်းမြို့ကနေဆုတ်ခွာသွားခဲ့ရတယ်။ဆုတ်ခွာသွားတဲ့အချိန်မှာဆိုရင်ကြောင်မင်းမြို့မှာရှိတဲ့အစိုးရဌာနဆိုင်ရာရုံးဆောင်ဦးရေအားလုံးကိုမီးတင်ရှို့သွားခဲ့ပါတယ်ရှင့်။မီးတင်ရှို့ခံရတဲ့အစိုးရအဆောက်အုံတွေအားဆိုရင်မိသက်စခန်းရဲစခန်းတက်တော်ယုံအထူးစုံစမ်းစစ်ဆေးဦးစီးဌာနနဲ့ကြားထဲကနေအစ်စ်ပါသွားတာကပြည်အောင်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကြောင်မင်းမြို့မှာရှိတဲ့ရုံးပဲဖြစ်ပါတယ်ရှင့်။သူကပါအစ်စ်ပါသွားပါသေးတယ်။ဒီလိုမီးရှို့ခံပြီးရဲ့အခြေအနေကတော်တော်ဆူဆူဝါဖြစ်ပေါ်နေတာပေါ့နော်လူမှုကွန်ရက်မှာတပ်ဖို့နေလဲပြန့်နှံ့နေပါတယ် မီးရှို့တာကို TNL ရဲ့လုတ်သွားတော့ဘလောက်ထိတောင်မှရက်ဆက်ရုပ်ပါလဲဆိုရင်မီးသက်စခန်းအောင်ရေနှုံးရှို့တာတဲ့ရှင်ဒီတော့မှအခြားနေရာတွေမီးလောင်တဲ့ခါကြလို့ရှင်မီးတက်တဲ့သူကြီးမီးမတက်နိုင်အောင်လို့ဆိုပြီးတော့လုတ်သွားခဲ့တာသူတို့လုတ်ချင်တဲ့ရည်ရွယ်ချက်ကတော့ဗောနောသူတို့ဒီမျိုးမရတော့မဲ့အတူတူတက်မတော်ပြန်ဝင်လာတဲ့ခါကျရင်ပြည်သူတွေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေအစိုးရဆိုင်ရာဌာနဆိုင်ရာတွေလွဲကူစွာလဲပတ်လို့မရအောင်လို့ဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်ဒါကကျမတို့ သိရှိထားတဲ့မြေပြင်အခြေအနေတခုပါဒေသခံတွေကလည်းဒါအောင်သိတယ်ပေါ့နော်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့သတင်းတူသတင်းမှားတွေနဲ့ TNL ရာဆိုရင်မိဘပြည်သူတွေကိုဝေဝါအောင်ထပ်ပြီးတော့လှုပ်ထားပါတယ်သူတို့လှုပ်ထားတဲ့အကြောင်းအရာကဒီလိုမျိုးမီးလောင်သွားတာကသူတို့မီးရှို့ခဲ့တာမဟုတ်ပါဘူးတဲ့တပ်မတော်ကမီးလောင်ပုံးနေနဲ့တိုက်ခိုက်တဲ့အတွက်အဆောက်အဦတွေမီးလောင်သွားတာပါဆိုပြီးတော့ပြောသွားတယ်ရှင့်အဲကျွန်တော်တို့ကဖြစ်စဉ်ကတစ်ခုတည်းဆိုရင်မဲ့သတင်းတွေကနှစ်ခုထွက်နေတာပေါ့နော် ထုံးစံတိုင်းမော်ရှင်မြို့တစ်မြို့ကိုမီးတင်ရှုတ်ခံရပြီဆိုရင်နေလောက်တယ်ငါလောက်တယ်ဆိုရင်လက်ညှိုးလေးထွက်လာတဲ့အခါကျတော့ကျွန်တော်ကဖြစ်နိုင်ကြီးအရှိဆုံးရုပ်တိအရှိဆုံးအရာကိုစဉ်းစားသုံးသပ်ကြရမယ်။ဒီတော့မီးလောင်တဲ့ဓာတ်ပုံတွေကိုကျွန်မအသေးစိတ်လိုက်ပြီးတော့ကြည့်ပြီးပါပြီ။မီးပပင်များနဲ့လိုက်ကြည့်ကြည့်ပါ။မီးလောင်နေတာဟာအဆောက်အဦတွေရဲ့အတွင်းထဲကနေလောင်နေတာဖြစ်ပါတယ်။မီးတင်ရှုတ်ခံရတဲ့ပုံစံဖြစ်ပါတယ်။မီးလောင်ပုံကျဲတယ်ဆိုရင်မီးလောင်ပုံဟုသည်ဘယ်လိုလုံးလုံးလဲဆိုတာလေးကိုကျွန်မဘူးတုဒအနေနဲ့ကျွန်မရှာဖွေထားရလေးပေါ့နော်။ကျွန်မတင်ဆက်ပေးချင်ပါတယ်။ မီးလောင်မိုးဆိုတာကတော့မြို့ပြည်သူများကြားဟုနေကြဘုံမျိုးစားတစ်ခုပါပဲဟိုကောင်နဲ့ခန္ဓာသုံးတာဆိုတော့လေမီးလောင်ဘုံဆိုတဲ့အရာအလုတ်လုတ်ဘုံပေါ့နော်။ तू ကမီးလောင်ဘုံနဲ့မှာဆိုရင် तू ကမီးလောင်လွယ်တဲ့ဓာတုထွက်ပစ္စည်းကိုထည့်ထားရတယ်။အဲ့ဒီပစ္စည်းကိုပါဝင်တဲ့အတွက် तू ကဒီဘုံကျသွားတဲ့နေရာမှာဆိုရင်မီးလောင်မိုးအတွက်ကိုဒီလိုမျိုးဥစားပေါ့။သူ့ရဲ့ဓာတ်ပြုမှုပေါ့နော်။အဲ့ဒီကနေပြီးတော့မီးတွေလောင်တဲ့အတွက်မီးလောင်ဘုံဆိုပြီးခေါ်တာဖြစ်ပါတယ်။ဒီတော့မီးလောင်ဘုံတစ်ဘုံကျသွားပြီဆိုရင်ကျတဲ့နေရာနေပြီးတော့မီးလောင်မယ်ပေါ့နော်။မီးလောင်တဲ့အခါမှာမီးလောင်ဘုံကျပြီဆိုတာနဲ့ အဆောက်ဦးတွေရဲ့အပြင်ဘက်ကိုအရင်လောင်တာမိဘပြည်သူကျွန်မပြောတော့လက်မခံအောင်ဆိုရင် AI တွေပါသုံးလားမသိမေးကြည့်ကြည့်ပါ Google သုံးနေဆိုလဲအဲ့ဒီမှာရိုက်ရှာကြည့်ပါမီးလောင်ပုံတစ်ခုရဲ့အလုံးလုံးပုံကိုတေချာရုပ်ပုံနေနဲ့လေ့လာကြည့်ပါကြောင်မဲမှာဖြစ်သွားတဲ့ဖြစ်စဉ်ကမီးလောင်နဲ့ဓာတ်ပုံတွေလည်းလေ့လာကြည့်ပါမီးရှို့သွားတာလားမီးလောင်ပုံပစ်သွားတာလားဆိုတာကိုထင်ထင်ရှားရှားသိမြင်လာပါလိမ့်မယ်သူတို့ပြောတဲ့ပုံစံအပေါ်နော်မီးလောင်ပုံကကြာလို့ရှင့်အဆောက်အဦအပြင်ဘက်ကိုအရင်လောင်တာအဆောက်အဦတက်တက်ကြရင်လည်းခေါင်မိုးရင်လောင်တယ် ဘေးကိုကြာရင်လည်းဘေးနေရာနေလောင်ပြီးတော့မှတဖြည်းဖြည်းလှိုက်စားပြီးတော့အဲ့လိုမျိုးမီးလောင်ပြင်အကြီးဖြစ်သွားတာပေါ့ရှင်အခုကအစာအုပ်တွေကနေပြီးတော့မီးရည်လိုမျိုးလောင်နေတာဆိုတော့မီးလောင်ပုံးကကျွန်မစဉ်းစားကြည့်ရပါတော့သူတို့ပြောတဲ့အချိန်ကျွန်မလိုက်တွေးကြည့်ရအစာအုပ်ကိုမီးလောင်ပုံးပြစ်လိုက်တယ်ဒါပေမဲ့အပြင်အဟောင်မလောင်မဲနဲ့အတွင်းအဟောင်လောင်နေဆိုတော့မီးလောင်ပုံးကဒီလိုတက်တက်မကြပဲနဲ့ဒီလိုလာတာလားဒီလိုသွားရလားမီးလောင်ပုံးကကျွန်မတော်စဉ်းစားခက်တယ်မီးလောင်ပုံးထိတ်မှ AI လေးပဲတက်ပြီးတော့ဘယ်နာရောက်မှငါတို့မီးလောင်မယ်ဆိုပြီးတော့တတ်ထားနိုင်ပြီလားအဲ့လောက်ထိအဆင်ပြေနဲ့မီးပညာရေးပဲရှိနေပြီလားမသိဘူးရှင့် ကျမတို့တွေ့ရတဲ့အချိန်တွေ့ကြည့်ရနော်တခါဖြစ်သွားရလေတို့အဲ့လိုထူးဆန်းနေတွေ့တတ်တယ်လေရင်နဲ့ပြစ်တယ်ဆိုတော့မှလေရင်ကနေတချင်းဖွင့်တန်နေကြရတယ်လို့ပါလို့အဲ့လိုမျိုးစိတ်ကူးရင်စမ်းတော့ယူယူနန်းနန်းတွေ့ရတို့တွေ့တတ်တို့ကျမလိုက်ပြီးတွေ့ကြည့်ရကျမတို့လိုလိုက်တွေ့တည်းရခါကျတော့မဖြစ်နိုင်အောင်ရှင့်မိလောင်ဘောကကြလို့ရှင့်အဆောက်ဦးအပြင်ကိုလောင်မယ်ပြီးအတွင်းကိုလောင်မယ်အတွင်းကိုပဲအရင်လောင်တယ်အပြင်ဟာဘာမှမဖြစ်သေးတဲ့ဓာတ်ပုံတွေဖြစ်တဲ့အတွက်မိလောင်ဘောကဒီလိုဒီလိုသွားနိုင်မှာပဲရမယ်ရှင့်တက်တက်ဝင်တော့အဲ့လိုမျိုးလောင်စရာအကြောင်းရှိဘူး ဒါကျွန်မလေ့လာတွေ့ရှိသမျှပြောပြတာပါမိဘသူများလည်းလိုက်ပြီးတော့လေ့လာကြည့်ပါမီးလောင်ပုံလုံးလုံးပုံလေ့လာလိုက်လို့ရှင်ဓာတ်ပုံနည်းနည်းတိုက်ဆက်သိတာပါတယ်ရှင်ဒါကြောင့်တရားခံတော့ဘယ်သူလဲဆိုတာသိတာပါတယ်ခေါ်တဲ့သူကလည်းဖော်နေကြပါပြီအချုပ်မီဒီယာတွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းရှင်းလေးရေးရေးထားတာပေါ့နော်ဒေသခံပြည်သူတွေလည်းသိပါတယ်ရှင်ပြီးတော့မီးတင်ရှို့တဲ့ကိစ္စတော့ရှို့သွားခဲ့ပြီပေါ့ဒီခါမှာနှိုင်းရှင်စရာတခုထွက်လာတယ်ဒီကြောင်မဲတို့နောင်ချိုးတို့အရင်ကဆိုလာရှိုးတို့ပေါ့နော်အဲ့ဒီမှာရှီတုံးကတက်မတော်သားတွေက ပထမအချိန်မှာအရေးနှိတ်ခဲ့ကြတယ်လေအရေးနှိတ်တော့မြို့ကနေပြီးတော့တက်မတော်သားတဲ့ထွက်ခွာသွားတဲ့အခြေအနေတစ်ခုမှာမြို့ဟာမီးလောင်ပြီးတော့ကျန်ခဲ့ပါသလားအပြန်လန်ပြစ်ခတ်ကြတဲ့အတွက်တနက်ဒဏ်တွေဘုံဒဏ်တွေနဲ့အစာအုပ်တချို့ပြိုကျတာပျက်စီးရတော့ရှိတယ်။ဒါပေမဲ့တက်မတော်သားတွေဒီမြို့ကထွက်သွားတဲ့အချိန်မှာအစိုးရအစာအုပ်တွေစေးယုံတွေမီးသက်စခန်းတွေရုံးပိုင်းဆိုင်ရာတွေလူနေအိမ်တွေကိုမီးမရှို့သွားအောင်ရှင့်။ဒါကြောင့် TNL တွေတို့ဘာလို့ ਆ ဆိုရင်မြို့ကိုရောက်တာနဲ့မြို့ကိုအကောင်းတိုင်းနှီးပါရလိုက်ပြီးတော့ လှုပ်ချင်ရလှုပ်ဖို့အတွက်ခွင်လန်းနေရသွားခဲ့ကြတာတက်လော်သားတွေကသူတို့လိုစိတ်ဓာတ်မျိုးနဲ့မြို့ကစပြီးထွက်ခွာကလေးကကြောင်မဲတို့နောင်ချိုးတို့လားရှိုးတို့ကိုမီးတင်ရှို့သွားခဲ့မယ်ဆိုရင်ဒီကောင်နေအဲ့ဒီမြို့တွေမှာစခန်းချနိုင်မှုအခွင့်အလမ်းတော့ရှိမှာမဟုတ်ပါဘူးပြည်သူတွေလည်းအဲ့ဒီကနေပြီးတော့တော်တော်ဒုက္ခများကြမှာပါစဉ်းစားကြည့်ပါရှင်လားရှိုးမြို့ကြီးတစ်ခုလုံးရမခိုင်တစ်ခုလုံးအမန်ဒီရရသွားခဲ့တုန်းကအဲ့ဒီတမျိုးလုံးမီးလောင်မုံကျဲချလိုက်အဲ့မြို့ဘာဖြစ်သွားမလဲရှင်စဉ်းစားကြည့်ဖို့ကျွန်မပြောပြတာပါ လှုပ်ချင်လှုပ်လိုက်ရတယ်နော်တက်မတော်ကမလှုပ်ခဲ့ဘူးရှင့်ညားခဲ့တယ်စစ်ရှုံးသွားတယ်ဆိုတော့မှတက်မတော်သားတွေပဲဆုတ်ခွာတဲ့အခါမှာဆုံရှုံးမှုတွေနဲ့နစ်နာမှုတွေနဲ့ထွက်ပြေးသွားရတယ်မြို့လက်ဖျားနေတော့မထိသွားအောင်ရှင့်တိုက်ပွဲဖြစ်လို့ပျက်စီးဆုံရှုံးမှုတွေကလွဲလို့ရှင့်မြို့ဟာအကောင်းတိုင်းပဲကျန်ခဲ့တယ်အခုတော့ TNL တို့ဘာလို့ကထွက်သွားတဲ့အချိန်ကျတော့မိသက်စခန်းနေရာစာမီးရှို့သွားတယ်ဆိုတော့မိဘပြည်သူများအုံနောက်ရှိရဲဆိုရင်ဒီလောက်ဆိုရင်တော့စဉ်းစားတက်ပြီးတော့ထင်ပါတယ် ဘယ်သူကရှုံးမာနေရလဲဘယ်သူတွေကပြည်သူမျက်နှာမကြည့်ရလဲဆိုတာတွေးကြည့်သင့်ပြီလို့ကျွန်မအနေနဲ့ထင်ပါတယ်ရှင့်မိဘပြည်သူများအနေနဲ့အခုလိုနှစ်ကာလတွေမှာအဖွဲ့အစည်းတွေလုံဆောင်ချက်တွေကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့လောက်ပြီးပါပြီကြောင်မဲမျိုးမှာဆိုရင်လည်းလူနေအိမ်ကြီးတော်တော်များများဟာအခွန်ပဲရှိပါတော့တယ်တက်မတော်သားတွေမျိုးကနေဆုတ်ခွာပြီးတော့ထွက်ပြေးသွားခဲ့ရတော့ကမျိုးတွေဟာအကောင်းတိုင်းကြံခဲ့တယ်ပြည်သူပြည်သားတွေရဲ့အဥ္စာပစ္စည်းတွေကအကောင်းတိုင်းကြံခဲ့တယ်ဒါပေမဲ့ TNL လေးတို့ပါတော့ တစ်နှစ်ကျော်လောက်အုပ်ချုပ်ကြပြီးတော့မြို့ကနေပြန်ထွက်သွားတဲ့အချိန်မှာတော့မြို့ဟာအခွန်မဲကျန်သွားတော့တယ်ရှင့်။ကြောင်မဲမြို့တပ်မတော်သားတွေကပြန်ရသွားတဲ့အခါမှာပထမဆုံးတော့မှာမိုင်းရှင်းတဲ့ကိစ္စလေးလုပ်အောင်ပဲမိုင်းနေလဲထောင်သားသေးရဲ့တို့ကတပ်မတော်သားတွေကဘာမှမလုပ်သွားခဲ့ရဘူး။တို့ကကျတော့မြို့ရတာအကုန်လုပ်တာပြည်သူတွေမိုင်းနေမိမလားတို့မစင်စားစိတ်လဲမဝင်စားတတားရေကုန်ချိုးပစ္စည်းရေခိုးမိုင်းနေထောင်မိတွေရှုတ်ဒီလိုလူတွေကဒီမိုကရေစီလိုချင်တယ် စင်ရလာရှင်ဖြုတ်ချမယ်ဆိုတဲ့စကားကိုယုံတယ်ပေါ့ပြည်သူတွေယုံတယ်ပေါ့အဲ့လိုမျိုးလူယုံပါတယ်ပြောတဲ့စကားကိုပြောတဲ့စကားနဲ့လှုပ်သွားတဲ့လှုပ်ရက်တွေကိုမတွက်ဆနိုင်ဘူးဆိုရင်အညာခံရမှာနော်ဟာလေတော့ဒါစဉ်းစားတက်ဖို့ပြောပြတာပါရှင်ကြောင်မင်းမျိုးတွက်ကတော့စိတ်ချမ်းသာမယ်နေ့ရက်တွေရောက်လာမှာပါဒါမဲ့လည်းမျိုးယူဒီလိုဖြည့်ဆည်းွားတော့နိုင်ငံတော်ဖက်ဆက်ကနေပဲပတ်စံနေကုန်ပြီးစောင့်အောင်မှာပေါ့ရှင်ညီကြီးရဲ့အဆောင်တွေပြန်ဆောက်ဖို့ကလကားမမရလားရှင်ဘယ်တိုင်းသားလက်နက်ကန်ဒီမျိုးမှငါတို့စစ်ဖြစ်သွားလို့ငါတို့ပတ်စံထည့်ပြီးတော့ မြို့ကိုပြန်တိဆောက်ပေးမယ်ဆိုပြီးရှိလို့လားမရှိပါဘူးမြန်မာနိုင်ငံပြည်ထောင်စုကပဲအစိုးရကပဲပြန်လုပ်ရမှာအဲ့ပတ်စံတွေကနိုင်ငံတော်ခွန်ပန်းတာတွေရှင့်စစ်တိုက်တာပဲကွရှုံးသွားပြီးသွားလိုက်ပြီးပေါ့အဲ့ဒါကိုနိုင်ငံတော်ပိုင်ဆိုင်မှုတွေပါမီးရှို့ဖျက်ဖျက်စီးသွားသေးတယ်ဒီလောက်ရက်ဆက်ရုံမာတဲ့အဖွဲ့တွေကတော့မြန်မာနိုင်ငံစေတနာရှိရဲဆိုတာကတော်တော်ရည်ရတဲ့ဟာသတစ်ခုပါပဲဒီလိုပင်ဆိုသေးကမူဒီကာလမှာနှစ်နာခဲ့ရတဲ့မိဘပြည်များအတွက်ကတော့စိတ်မကောင်းပါအောင်ရှင့်ကြောင်မဲမျိုးကခဏပဲကြားလိုက်တာလေအချိန်တန်တော့လေ အိမ်ပြန်သွားခဲ့တာပဲချိန်တန်တော့လေပြည်တော်စုရဲ့ပိုင်ဆိုင်မှုပဲဒါကြောင့်မြို့တွေကိုလက်နက်တွေသုံးပြီးတော့တိုက်နေခိုက်နေတာကအလကားပဲနောက်ဆုံးရလက်ကမြို့ပြက်စီးရဲ့ပြည်သူတွေတစ်ခါရောက်တယ်လက်နက်ကင်တွေလည်းတေဆုံးနေဆိုတဲ့အဖြေပဲထွက်တယ်ဆိုတော့သမိုင်းမှတ်တမ်းတွေကအချိန်ကြီးတင်ခဲ့ပြီးပါပြီအခုချိန်ထိတန်ဝေကမရကြသေးပဲသင်ကန်းစာမယူကြသေးပဲအမားတွေကိုခစ်တစ်ခုလျှောက်တိုင်းပြန်ပြန်ကျူးလွန်နေတာကတော့စိတ်မကောင်းစရာကိစ္စရတစ်ခုလို့သာကျွန်မသတင်းသုံးသပ်ချက်တည်းကနေပြောလိုက်ချင်ပါတော့ရှင် မိဘပြည်သူများအရှင်ကျမနောက်ဆုံးသတင်းလေးမှာတော့ပြည်သူအတန်လေးတစ်ခုတင်ဆက်ပေးကြပါမယ်ပြည်သူအတန်မှာတော့မတတော်ကိုစိတ်တူဖို့ကောင်းတဲ့ပြည်သူအတန်ပေါ့နော်လာပြောပြတဲ့ပြည်သူကိုလည်းကျမအနေနဲ့စုတင်ပါရှင်သူပြောတဲ့ဖြစ်စဉ်လေးတိုင်းကျမဖတ်ပြပါမယ်ဒီ CDN ဆီယာမတယောက်ပေါ့နော်သူအားတဲ့ CDN လုတ်တယ်တဲ့ CDN ဟန်ပြလုတ်ပြီးရဲ့အခါမှာသူ့ရဲ့အိမ်မှာ CDN တခြားကလေးပေါ့နော်လုတ်တဲ့ကလေးတွေကိုခေါ်ပြီးတော့စာသင်ပါရတဲ့ရှင်သူကစာသင်တဲ့အခါမှာဆိုရင်လာစာကကလေးတက်ကို9000ယူပါတယ်တဲ့ ပြီးတော့ तू อ่ะ तू စာသင်တဲ့ကလေးတွေကိုပဲ तू อ่ะအုံနောက်စေးထားတယ်ဘယ်လိုစေးလဲဆိုတော့ចောင်းမတက်နဲ့ចောင်းထွက်ပေါ့နော်အဲ့လိုဆိုပြီး तू อ่ะကလေးတွေအုံနောက်စေးထားတယ်ចောင်းတက်တဲ့ तू ဒလန်ပဲဆိုပြီးတော့တင်ထားပေးပါတယ်တင်ထားတော့တဲ့ဒီចောင်းဖွင့်တဲ့ကာလာရောက်တဲ့အချိန်မှာပေါ့နော်မိဘတွေကကလေးတွေခေါ်ပြီးចောင်းအပ်မယ်ဆိုတဲ့အခါလဲကြလဲကြအောင် तू တင်ထားတဲ့ကလေးတွေကចောင်းမတက်ဘူးចောင်းတက်ရင်ကတော့ဒလန်ဖြစ်မှာဆိုတဲ့အတွေးတွေနဲ့မိဘတွေနဲ့ပြဿနာတက်တာရံပြစ်တာတွေလည်းဖြစ်ကြတယ်ရှင့်ပြောရမယ်ဆိုတော့သူ့ရဲ့ကိုကြိုးစည်းဘွားအတွက်ကလေးနဲ့မိဘအတွက်သွေးခွဲထားတဲ့အနေအထားမျိုးဖြစ်ပါတယ် ဲ့ဒီ CDN ဆီယာမဟာဆိုရင်တဲ့သူ့စီမှာပေါ့နော်ကျူချင်းလာတဲ့နဲ့ကလေးတွေကိုသူကနိုင်ငံရေးစကားတွေမျိုးမျိုးသင်ပေးတယ်။ဒါပြင်ဒီဆီယာမကအပြင်အိမ်နေမှာလဲ guide ပုံစံမျိုးစာလိုက်ပြပါတယ်တဲ့။အဲ့ဒီ guide အတွက်ကိုတယောက်ကိုနှစ်သိန်းယူပါတယ်တဲ့ရှင်။ဒီတော့သူ့အနေနဲ့သူ့ရဲ့ဝင်ငွေရပေါ့နော်။ကျောင်းဆီယာမလုပ်တဲ့အချိန်နဲ့ CDN လုပ်တဲ့အချိန်နဲ့ဆိုရင် CDN လုပ်တဲ့အချိန်မှာအရန်ကိုတိုးတက်ပြီးတော့များပြားသွားပါတယ်။ဒါကြောင့်သူကဆိုရင်ရက်ွက်ထဲမှာကားတော်မှာဝယ်စည်းလိုက်ပါတယ်တဲ့ရှင်။ ပြောရမယ်ဆိုတော့စီတန်လုပ်ပြီးမှစီးပွားရေးကောင်းသွားတော့ဆီအမတူရဲ့ဇလန်းပေါ့နော်။ဒါကိုရက်ကွက်ထဲမှာတည့်ရတဲ့သူတယောက်ကကျမကိုလာပြီးတော့ပြည်သူ့အတန်းလေးနဲ့ပေးသွားတာဖြစ်ပါတယ်။ဒါလေးမြင်တဲ့အခါကျတော့တော်တော်စိတ်မကောင်းပါအောင်ရှင်။ပြီးတော့ဆရာခုံနဲ့မကိုက်ညီတဲ့ရက်ဆက်ရုပ်မာတော်သူတွေကျမတို့နိုင်ငံမှာအကြောင်းဆရာဆီအမအနေနဲ့အချို့နေပေါ့နော်။လာရောက်လောက်ကင်နေကြတာလည်းကျမတို့နိုင်ငံရဲ့ဝေကျွေးတစ်ခုပါပဲ။ဘလိုများဒီလိုမိစ္ဆာတွေကအเจ้าဆရာဆရာမအနေနဲ့လာပြီးတော့လူလာဖြစ်ကြတာလဲဆိုတော့ကျွန်မစဉ်းစားလို့တော့မရပါဘူးရှင့် ဒီတော့အတိတ်တောင်းလေးတွေနည်းနည်းပြန်ပြောင်းပြီးပြောပြရမှာပေါ့နော်စီဒန်ဆိုတော့ဆလုပ်ကြတဲ့ခါကျတော့ဆရာဝန်တွေကဆတာအဲ့ဒါပြီးတော့ចောင်းဆရာမတွေပါလာကြတယ်ပြောရရင်ចောင်းဆရာမတွေက NLD မဲခိုးတော့လည်းပါဝင်ပြီးတော့စူးစမ်းခဲ့တဲ့သူအချို့ရှိတယ်မဲယုံမှုတွေလုပ်ခဲ့ကြတာလေအဲ့တော့ NLD နဲ့ပေါင်းပြီးတော့မဲခိုးခဲ့ကြတဲ့ចောင်းဆရာမအချို့လည်းရှိခဲ့တယ်သူတို့လုပ်ခဲ့လုပ်ရက်ကိုသူတို့မသိတာလားသိရနေလားတော့မသိဘူး NLD မဲခိုးတော့သိရတာနဲ့ NLD အာဏာသိမ်းခံရတဲ့အချိန်ကျတော့ညီကြောင်ပြီးတော့စီဒန်ထထုတ်ကြတယ်ထထုတ်ပြီးတဲ့အခါမှာသူတို့တင်သူတို့လောက်တော့အားမရဘူး အသက်မပြည့်တဲ့ကလေးတွေကအစားចောင်းသားစီရင်ဆိုတော့ကွန်ရက်ထဲသွတ်သွင်းပြီးတော့ဗောနော်လှုပ်ရှားခဲ့ကြတယ်အခုဒီဆီယမ်မလို့ဗောဒီဆီယမ်မလို့မျိုးစီရင်ចောင်းသားတွေစာတင်ပြီးတော့ငွေကြေးချမ်းသာနေတဲ့ဆီယမ်မတွေဘာညာတော့ကျွန်မနိုင်ငံမှာရှိနေလဲမသိဘူးရှင့်သူတို့စာနေတဲ့နေစဉ်ထမင်းလုပ်တွေကိုသူတို့မြူလို့ရောကြရလားမသိဘူးအစာရောကြည်ရလားမသိဘူးကျွန်မအဲ့ဒါတွေကိုစိတ်ပူတော့ဗောနော်တော့အဲ့ဖြစ်စဉ်တွေပြန်ပြောရမယ်ဆိုတော့2020တောင်းဆိုရင်လေကောင်းဖို့ယူဆိုရဲចောင်းနဲ့ပတ်သက်ဖြစ်သွားတာလေမိဘပြည်မှာမှတ်မိပါလဲမယ်အဲ့ဒီကောင်းဖို့ယူကိစ္စတော့လည်းအဲ့လိုပဲ ဘေးအစီရင်လုပ်တဲ့အဲ့အကြောင်းမှလာတက်ခိုင်းနေပေါ့နော်တရားဝင်ခြင်းမရှိတဲ့အကြောင်းနေပြီးတော့ဘယ်လိုမျိုးတရားဝင်တဲ့ပညာရေးအသိမှတ်ပြုမှုတွေယူမှာလဲဆိုတဲ့ကိစ္စပေါ့နော်အဲ့ဒီကနေပြီးတော့ပြဿနာဖြစ်ကြတယ်ကျောင်းသားမိဘတွေပေါ့နော်အဲ့မှာကျောင်းတက်တဲ့ဟာတွေပေါက်ထွက်သွားတယ်စင်ရင်တွေပေါက်တယ်ဆိုတဲ့ကိစ္စရမှာနိုင်ငံတော်ကကောင်းဖို့ယူရဲ့ကျောင်းရဲ့တာဝန်ရှိတဲ့သူတွေကိုအရေးယူခဲ့တယ်ကောင်းဖော်ယူကိစ္စတော့ကဒီကြောင်းဘောနော်တရားမှွင့်ဖွင့်တဲ့တာဝန်ရှိတဲ့သူတွေကိုပဲနိုင်ငံတော်အရေးယူခဲ့တာပါ ပညာသင်ကြားနေတဲ့ကျောင်းသားတွေနဲ့ပညာသင်ကြားခွင့်ကိုစူးစမ်းခဲ့ကြတဲ့မိဘတွေကိုအေးမြူခဲ့ဘူးဆိုတာကလည်းသမိုင်းမှတ်တမ်းတစ်ခုပါပဲရှင်။နောက်ထပ်သမိုင်းမှတ်တမ်းတစ်ခုလည်းကျွန်မပြသပါမယ်။ကြည့်ရှုလိုက်ပါအောင်ရှင်။တက္ကသိုလ်ဝန်ထမ်းဆောင်ရွက်ပွဲကိုမဖြေဆိုတဲ့ကျောင်းသားတွေကိုဂုဏ်ပြုတယ်ဆိုပြီးတော့အစိတ်ပရင်ဒေါက်တာဇော်ဝေဆိုးဆိုတဲ့သူကပြောကြားသွားတာဖြစ်ပါတယ်။ဒီတော့မိဘပြည်များအနေနဲ့ပေါ့နော်။ကျွန်မစဉ်းစားစရာလေးပြောပြချင်တာပါ။ဘုံကြုံမှုကြီးမေးအောင်လိုက်နဲ့ဒေါက်တာဇော်ဝေဆိုးဆိုတဲ့ပုဂ္ဂိုလ်နှစ်ဦး ကလေးတွေပညာရေးနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဦးကြီးမဲအောင်လိုင်းကညာတာမှုတွေတက်ညာမှုတွေကလေးပညာသင်ကြားခွင့်တွေအတွက်ကိုစူးစမ်းပြီးတော့အရာအားလုံးဖြေလျှော့လုံဆောင်ပေးတယ်။ဒေါက်တာဇော်ဝေဆိုးဆိုတဲ့သူကကြတော့ကလေးတွေကလမ်းမရှောက်နေတာကိုမြောက်ထိုးပင့်ကောလှုပ်ပြီးတော့ကလေးတွေကိုသူ့ရဲ့ကိုကြိုးအတွက်အသုံးချတယ်။ဒါပေမဲ့နိုင်ငံကစာမျက်နှာတွေထပ်မှာအချို့သောမိဘပြည်သူတွေရဲ့အုံနောက်ထဲမှာသိနေတဲ့ခေါင်းစဉ်ကကြတော့ဗိုလ်ချုပ်ဦးကြီးမဲအောင်လိုင်းနေစစ်အာဏာရှင် ဒေါက်တာဇော်ဝေစုသည်အမှန်တရားမျက်နှိုးသို့ဒီမိုကရေစီလှုပ်ရှားသူဆရာနာရှင်ကိုတိုက်ထုတ်သူခါချက်အရန်ရှိရတဲ့ချိုးကိစ္စတွေရာလေကျမတို့လူသားတွေကဖြစ်စဉ်ဖြစ်ရက်တွေနဲ့ခေါင်းစဉ်တွေကိုကိုက်ညီအောင်မစင်းစားတတ်ဘူးဆိုတာအဲ့ဒီမှာပေါ်လည်ထင်ရှားပါတယ်ကျမခုပြောပြရဖြစ်စဉ်ကရှင်းရှင်းလေးကလေးပညာရေးကိုအားပေးတာဘယ်သူလဲကလေးဒုက္ခမရအောင်ရှော့ပေါ်ပေးတာဘယ်သူလဲဘ ෝජ ုံမှုကြီးမရအောင်လိုက်ဒါပေမဲ့ဆရာနာရှင်ဆိုတဲ့ခေါင်းစဉ်အောက်ကိုတွတ်သွင်းခံရတယ်ဘ ෝජ ုံမှုကြီးမရအောင်လိုက်မယ်ကျမအမြင်ရဆိုရင်တော့ ကလေးအပေါ်မှာတကယ်ရက်ဆက်ရုံမာတာဆက်အာနာရှင်ထက်တောင်မှစိုးသွမ်းနေတာဒေါက်တာဇော်ဝေဆိုးပါဒါပေမဲ့ကျမတို့ရဲ့မိဘပြည်သူတွေကလူတယောက်ရဲ့လှုပ်ဆောင်ချက်နဲ့သူ့ပေးထားတဲ့ခေါင်းစဉ်နဲ့ကိုက်ညီခြင်းရှိမရှိဆိုတာကိုစဉ်းစားသုံးသပ်နိုင်တဲ့အသိဉာဏ်တွေနည်းပါးနေကြသေးတဲ့အတွက်အချို့မိဘပြည်သူတွေပေါ့နော်နည်းပါးနေကြသေးတဲ့အတွက်ဒီလိုမျိုးအစိတ်ပြင်းဒေါက်တာဇော်ဝေဆိုးလိုလူတွေဟာဆိုရင်တော်လန်ရဲ့နေရရှိတဲ့ပတ်စံတွေနဲ့နိုင်ငံသားမှဥဆိုနေတာဖြစ်ပါတယ် တို့သားသမီးတွေအဲ့ဒီပတ်စံနေတယ်ကြောင်းတက်နေရတာဖြစ်ပါတယ်။ဒါဟာကျမတို့ကဘာကြီးလက်ရှိကြုံနေရတဲ့ကိစ္စပါပဲ။ကဘာကြီးမှာလူတွေရဲ့စဉ်းစားသုံးသပ်နိုင်စွမ်းတွေကျဆင်းလာတဲ့အတွက်သတင်းတွေပေါ့နော်အဓိကသတင်းမှားသတင်းတူတွေအစိတ်တွေကြောင့်စဉ်းစားသုံးသပ်နိုင်စွမ်းတွေကျဆင်းလာတဲ့မသွေးတတ်တော်ဘူးမသိတော်ဘူးဆိုတဲ့အခြေအနေမှာလူကောင်းကိုလူဆိုးထင်တယ်။လူဆိုးကိုလူကောင်းထင်တယ်။သူတော်ကောင်သူရုပ်မှထင်တယ်။သူရုပ်မှသူတော်ကောင်ထင်တယ်။ဒါကြောင့် ါတို့ဘု து ဆရာတင်ရမလဲဆိုတဲ့နေရာမှာမှားပြီးတင်ကြတယ်။ငါတို့ဘု து စကားနားထောင်ရမလဲဆိုတဲ့နေရာမှာမှားပြီးနားထောင်ကြတယ်။ဒါကြောင့်ဘဝတွေဟာအပူလုံးကြွပြီးတော့ယူကျုံမရဖြစ်ကြရတယ်ရှင်။ဒါကြောင့်ကျမတို့ကစဉ်းစားတွေးခေါ်နိုင်စွာမြင့်တင်မှုလိုပါတယ်။ကျမတရင်တဆတိုင်းအမြင်ပြောတယ်။ကျမတရင်မို့လို့ဆိုပြီးပြေဝရရုံစရာမလိုဘူး။ပြန်စဉ်းစားချင်းချင်းမြင်ပြင်ချိန်နေနဲ့ပြန်ကြိုက်။ဥပမာကျမနောင်ချိုမျိုးအကြောင်းပြောလို့အပြေဝရုံလိုက်စရာမလိုဘူးရှင်။နောင်ချိုမျိုးကန်နေကိုမေး ကျွန်မပြောတဲ့ data အချက်အလက်မှန်လားဖုန်းနေရှိနေရပဲအရင်လုံးကမဟုတ်တာနောက်ချုံမြို့သွားပြီးတော့တခိုင်းဓာတ်ရိုက်မေးစရာမလိုဖုန်းဆက်ပြီးမေးလို့ရတယ်မိတ်ဆွေပေါင်းတဲ့နေစီကဒီလိုမျိုးစဉ်းစားကြည့်ရင်တုံ့တက်ပါကျွန်မအမြင်နဲ့ပြောပါတယ်ဒီလိုပဲကျွန်မမှမဟုတ်ဘဲသတင်းဌာနမဆိုနိုင်ငံခြားသတင်းဌာနဆိုပြီးတော့လည်းတကူးကအထင်ကြီးနေကြမလို့မြန်မာနိုင်ငံသတင်းဌာနဆိုပြီးတော့လည်းအပြေအဝယုံလိုက်စရာမလိုဘသူပြောပြောစဉ်းစားချင့်ချင်းစုံစမ်းမေးမြန်းတုံ့တက်ကိုယ်တိုင်အဖြေထုတ်ဒါဆိုရင် ကျမတို့ကလူကောင်းလူကောင်းတိုင်းတည်လာမယ်လူဆိုးတွေကိုလည်းလူဆိုးပဲဆိုတာတည်လာမယ်သူရုပ်မှနဲ့သူတော်ကောင်းခွဲတက်လာမယ်ဒါမှကျမတို့နိုင်ငံအေဂျင့်တိုးတက်မှာအနည်းဆုံးတော့ကျမတို့ဘဝအေဂျင့်တိုးတက်မှာရှင့်ဘသူပါပြောပြောနောက်ဆုံးဆုံးဖြတ်ချက်ချတဲ့သူကကိုပဲဆိုတာအများနဲ့မှတ်ထားပါရှင့်ဒါလေးကိုကျမအနေနဲ့သတင်းထဲကနေပြီးတော့တွေးကြလေးနေနဲ့ပေးလိုက်ပါရစေကျမချစ်ရတဲ့မိဘပြည်သူများကကျမတို့ထက်အများကြီးပညာဉာဏ်တွေမြင့်မားပါတယ်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေရှိပါတယ်အတွေ့အကြုံတွေလည်းအများကြီးရှိပါတယ် ျမပြောလိုက်တဲ့အကြောင်းအရာလေးတစ်ချက်ပြောလိုက်တာနဲ့ပေါ့နော်အများကြီးဖြန့်ကျက်ပြီးတော့ပြန်လည်စဉ်းစားတွေးတောနိုင်မယ်လို့ကျမပြေဝါယုံကြည်ပါရှင်။ကျမသတင်းလေးကိုဒီနေ့မှတလောက်နေပဲရှင်းနာပြရစီရှင်။ကျမတို့ Prime Media သတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပရိမာအားလုံးစိတ်ချမ်းသာကိုကြားမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုက ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်။